င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့နေ့လည်ကတဲ့တွေကိုတင်ဆက်ပေးပါမယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူပုံမှုချုပ်မျိုးမင်းထွေးကိုခေါ်ယူစစ်ဆေးရမှာလက်ပေးလက်ယူမှုတရားမဝင်ရွှေတူးမှုနဲ့တစ်ထုပ်လုပ်ခွင့်ပြုတဲ့အမှုများစွာပေါ်ပေါက်လာပြီးစစ်ဆေးမှုကိုဒုစစ်ကောင်းဆောင်စိုးဝင်းကိုယ်တိုင်ကြီးကြပ်ကိုကဲနေပါတယ်။ အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနထုတ်ပြန်ချက်က မြန်မာအခြေအနေနဲ့စန့်ကျင်ဘက်ဖြစ်နေတယ်လို့ HRW ကထုတ်ပြန်လိုက်တဲ့သတင်းပါဝင်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းတိုင်းမုံရမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်မျိုးမင်းထွေးကိုနေပြည်တော်စေယုံကခေါ်ယူစစ်ဆေးရာမှာလက်ပေးလက်ယူမှုတရားမဝင်ရွှေတူးမှုနဲ့တစ်ထုပ်လုပ်ခွင့်ပြုတဲ့အမှုများစွာပေါ်ပေါက်လာတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နဲ့ CDM ဗိုလ်ကြီးစင်ရောကရန်ကုန်ခေတ်စ်ကိုပြောပါရယ်စကိုင်းတိုင်းရဲ့ချင်းမီနယ်အတွင်းစစ်စင်ရေးရှုံးနိမ့်မှုတွေအမိတ်မနာခံမှုတွေကြောင့်တိုင်းမှုဘုံမှုချုပ်မျိုးမင်းထွေးကိုနိုဗ ెంబ ာလဒုတိယဘက်ကနေစတင်ပြီးခေါ်ယူစစ်ဆေးနေကဒုစစ်ကောင်းဆောင်စိုးဝေးကိုတိုင်းကြီးကြပ်ကိုကဲစစ်ဆေးနေတယ်လို့သိရပါ ပါတယ်။လက်ရှိမှာလက်ပေးလက်ယူမှုရွှေတူးဖော်ခွင်းနဲ့တရားမဝင်တစ်ထုပ်လုပ်ခွင့်တွေကိုငွေကြေးများစွာရယူခဲ့ပြီးခွင့်ပြုခဲ့တဲ့အမှုတွေလည်းပေါ်ပေါက်လာပါတယ်။ CDM ဗိုလ်ကြီးစင်ရောပြောတာကတော့မင်းကင်းကရွှေမျိုးတွေကိုလေးချောင်းတက်ခိုက်တာတွေကလည်းမျိုးမထွေးရဲ့စစ်ကြောချက်တွေမှာတော်လန်ရဲ့ဖွဲ့စည်းတွေနဲ့ဆက်နွယ်ပြီးတော့လုတ်ကင်နေဆိုတဲ့သတင်းတွေရလို့အခုမင်းကင်းနဲ့ကလေးဝါဘိုက်တွေကိုပုံကျဲနေတာလို့ပြောပါတယ်။စတမလာ20ရက်နေ့စကိုင်းတိုင်းဗမောင်းမြို့ကိုတော်လိုင်းတက်တွေကသိမ်းပိုက်သွားတဲ့အပြင် စကိုင်းတိုင်းအတွင်းထိုးစစ်ဆင်နေတဲ့စစ်ကြောင်းတွေလည်းကြားဖြတ်တိုက်ခိုက်ခံရပြီးချိန်မုန်းခံရတဲ့ပြင်စစ်စင်ရေးရှုံးနိမ့်မှုတွေကြောင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုစစ်တပ်ကခေါ်ယူမေးမြန်းစုံစမ်းစစ်ဆေးခဲ့ပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုနိုဘမာလာ၈ရက်နေ့ကဥပအမျက်ငွေတွေလွှဲပြောင်းပေးရပွဲခန်းနာမှာနောက်ဆုံးတွေ့ရပြီးအဲဒီနောက်ပိုင်းလူမြင်ကွင်းကနေပြောက်ကွယ်ခဲ့တာပါ။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဘိုးမှုချုပ်မျိုးမေထွေအောင်အလုတ်တင်ပိုတင်နှန်းဒေသ26ကဖြစ်ပြီးတမ17လောက်ကန်ဒေသကိုကဲမှုစစ်ဌာနချုပ်ချောင်းမဲအမှတ်1စစ်စီရေးကိုကဲမှုစစ်ဌာနချုပ်တို့မှတမမှုအဖြစ်တာဝန်ယူခဲ့တာပါ2024ခုနှစ်ဩဂတ်လ3ရက်နေ့ကကိုကန် MNDAA နဲ့ပူးပေါင်းတပ်တွေကအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရမခါမှာရှိတဲ့လာရှိုးကိုတိမ့်တဲ့ချိန်မှာတိုင်းမှုဘိုးချုပ်စိုးတင်တိုင်းစစ်ဦးစီးချုပ်ဘိုးမှုချုပ်တန့်ထေဆိုးတို့နဲ့အတူ ပိုမှုကြောင့်မျိုးမထွေးကလည်းကိုကတ် MNDAC မှာလက်နက်ချအညံ့ခံခဲ့ပါရယ်2024ခုနှစ်ဒီဇင်ဘာလ18ရက်နေ့လာရှိုးတိုက်ပွဲမှာလက်နက်ချအညံ့ခံခဲ့တဲ့ပိုမှုကြောင့်မျိုးမထွေးကိုမင်းအောင်လိုက်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်ခန့်အပ်ခဲ့ပါသေးရဲ့ရှင် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံသားတွေကိုယာယီနေထိုင်ခွင့်ရုပ်သိမ်းတဲ့အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနထုတ်ပြန်ချက်ဟာအချက်အလက်တွေမှားယွင်းနေတယ်လို့နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးဖွဲ့ HRW ကထုတ်ပြန်ပါတယ်။ ်မြန်မာမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့ပြင်အုပ်ချုပ်ရေးပိုင်းမှာလည်းမြင်သာတဲ့တိုးတက်မှုတွေတွေ့ရတယ်ဆိုတဲ့အကြောင်းပြချက်ပေးပြီးမြန်မာနိုင်ငံသားတွေအတွက်ပေးထားတဲ့ယာယီနေထိုင်권 TBS ကိုရုပ်သိမ်းလိုက်တယ်လို့ American ရဲ့ပြည်တွင်းလုံခြုံရေးဌာနကပြီးခဲ့တဲ့ November 24ရက်နေ့ရက်စွဲနဲ့ရုပ်သိမ်းနေဆိုတာကိုကြေညာခဲ့ပြီးလာမယ့် January 26ရက်နေ့ကနေစတင်အသက်ဝင်မယ်လို့ဆိုပါတယ် American ပြည်တွင်းလုံခြုံရေးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတဲ့အကြောင်းပြချက်တွေဟာမြန်မာနိုင်ငံရဲ့အခြေအနေနဲ့စံကျင်ဘက်ဖြစ်နေတယ်လို့ထောက်ပြထားပါတယ် စေအောင်စုကျင်းပမဲ့ရွေးကောက်ပွဲကိုလည်းကုလသမဂ္ဂအပါအဝင်တကဘာလုံးကအတူရောက်ရွေးကောက်ပွဲဖြစ်တာပြောဆိုနေတာကိုထရန့်ဆိုရအဖွဲ့ကတာဝန်ရှိသူတွေနားလည်သိနေလို့ထုတ်ပြန်ထားတာပါဒါအပြင်စစ်တပ်ကစေအုပ်ချုပ်ရေးကြီးညာထားတဲ့နေမီတွေအများပြားရှိနေသေးတယ်လို့လဲဆိုပါတယ်စစ်တပ်ကြောင့်အရက်သားထောင်ပေါင်းများစွာတိတ်ဆုံးခဲ့ရပြီးလူဦးရေ3.5တန်းကျော်ဆက်လက်နေရဆွန့်ခွာထွက်ပြေးနေရတဲ့ဆိုတော့ ကုလသမဂ္ဂကထုတ်ပြန်ထားတဲ့အချက်တွေလည်းရှိနေရကြောင်းအမေရိကန်ရဲ့ထုတ်ပြန်ချက်အလွန်အမင်းဆိုးရွားတဲ့ထုတ်ပြန်ချက်တစ်ခုသာဖြစ်တယ်လို့လည်းဆိုထားပါဗျ။လက်ရှိအမေရိကန်နိုင်ငံမှာယာယီနေထိုင်권 TPS နဲ့နေထိုင်နေတဲ့မြန်မာနိုင်ငံသားအယောက်၄000နီးပါးရှိနေပြီးအများစုဟာနေရက်ပြန်ပို့မဲ့အခြေအနေနဲ့ရင်ဆိုင်နေရပြီလို့လည်းလူခွင့်စောက်ကြည့်ရေးဖွဲ့ဖြစ်တဲ့ HRW ကဆိုထားပါဗျ။ ဘကိုးတိုင်းဘက်မှာတော့ဘကိုးတိုင်းစစ်စင်ရေးတိုက်ပွဲတွေမှာစစ်တပ်ဘက်က10ရောက်သေဆုံးပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်နဲ့စစ်စင်ရေးနယ်မြေကသတင်းထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့မနက်ပိုင်းပဲခူးတိုင်းတာယာဝတီခိုင်ကျုပ်ပင်ကောင်းမြို့အဝင်စစ်တပ်ကိစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်နဲ့စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာန BUR 22အမတ်383ညနဲ့တရင်တက်ခွဲလေးကတိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ကိစခန်းကဒုရဲအုပ်ကျော်စင်ထုံးပါဝင် အကြမ်းဖက်စစ်သား9ဦးနေရာမှာတေဆုံးခဲ့တယ်လို့သိရပါတယ်အဲ့ဒီအပြင်စစ်သား2ဦးထပ်မံတဲ့ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးသူတို့ကင်ဆောင်အသုံးပြုတဲ့လက်နက်တွေကိုသိမ်းဆီးရရှိခဲ့လို့သိရပါဗျ။ ဒါအပြင်ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကပဲခူးတိုင်းတာယာဝတီခရိုင်ဇီးကုန်းမြို့နယ် KTV တခုမှာတောက်စားမူးယူနေတဲ့အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲနဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေကိုအမတ်နဲ့စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာန BUR 22အမတ်383တဲ့တရင်ကစီးနင်းတိုက်ခတ်ခဲ့တာကြောင့်အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲနဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်9ယောက်တိတ်ဆုံးခဲ့ပြီးလက်နက်တချို့ကိုလည်းတင်စီရရှိခဲ့ပါတယ်။ အဲ့ဒီလိုမျိုးပဲနိုဝင်ဘာလ23ရက်နေ့ကပဲခူးတိုင်းပေါင်းတယ်မြို့နယ်မှတ်တိုင်နယ်မြေရဲစခန်းကနေကြောက်ကြီးတောင်အထိုင်တက်စခန်းကိုအင်အားဖြည့်တင်းမှုစစ်သား30ခန်းတင်ဆောင်လာတဲ့ဖောကားကိုလည်းအမတ်နယ်စစ်စေးရင်နယ်မြေပဲခူးတိုင်းစစ်ဌာန PUR 21အမတ်363တက်ရင်တက်ခွဲငါကမိုင်းဆွဲတက်ခတ်ခဲ့ပါသေးရဲ့ရှင်ရခိုင်ပြည်ဘက်ကိုကြည့်အောင်ပါ ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ဇင်ချောက်တိုက်နယ်ကကြေးရွာတွေကိုမနေ့ကနိုဝင်ဘာလ25ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီက၄ကြောင်းပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မနေ့က12နာရီ10မိနစ်ခန့်မှာဇင်ချောက်တိုက်နယ်တောင်ကြီးရင်ကြေးရွာဘက်နဲ့ချောင်းပြကြေးရွာဘက်ကိုစစ်ကောင်စီက Jet Fighter နဲ့၄ကြောင်းပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ချောင်းပြကြေးရွာမှာဆစ်ရှောင်နေတဲ့အသက်48နှစ်အရွယ်အမျိုးသားတဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အဲ့ဒီအပြင်ပြည်သူပိုင်နွားတကောင်လည်းသိဆုံးသွားပြီးနောက်ထပ်နွားတကောင်နဲ့ဝတ်တကောင်ထိခိုက်ဒဏ်ရာရရှိသွားပါသေးတယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးအန္တရာယ်တွေကြောင့်အခုလအတွင်းကြောက်ဖြူမြို့နယ်မှာကျေးရွာ20ထပ်မင်းနဲ့ထပ်ပြီးစစ်ဘေးတိတ်ရှောင်နေရကဒုက္ခသည်စုစုပေါင်း9000နီးပါးမှာအိုးမဲအိမ်မဲနဲ့နေထိုင်ရင်းနဲ့စားသောက်ရအခက်ခဲဖြစ်နေတယ်လို့စစ်ဘေးရှောင်ကူညီနေသူတွေစီကနေသိရပါဗျ။ကွာမြို့နယ်ကျင်းတလီမြို့ကိုလည်းနိုဝင်ဘာလ22ရက်နေ့နေ့လယ်တနာရီကျော်ချိန်မှာစစ်ကောင်စီကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အပြစ်မဲ့ကလေးငယ်တအူးသေဆုံးသွားပြီး၄ဦးတရားရရှိသွားပါတယ်။ စစ်ကောင်စီရဲ့ဘုံကျဲမှုကြောင့်ဦးငင်းချမ်းကျော်ရဲ့တားဖြစ်သူအသက်9နှစ်အရွယ်မောင်ချမ်းဖုံးသက်မှာတေဆုံးသွားခဲ့ရပြီးအသက်30နှစ်အရွယ်ဦးမြတ်သူရာဆိုအသက်40အရွယ်ဦးငင်းချမ်းကျော်အသက်65နှစ်အရွယ်တော်မြင့်မြတ်မိုးနဲ့အမိမတိရသေးတဲ့အရက်သားတူစုစုပေါင်း4ဦးမှာတန်ရာရရှိသွားပါတယ်ပြီးခဲ့တဲ့အော်တိုဘောလာ26ရက်နေ့ကနေနိုဝင်ဘာလ22ရက်နေ့အထိစီးရင်အရာ ရခိုင်ပြည်မှာစစ်ကောင်စီရဲ့လေကြောင်းပုံးတဲတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဒဏ်ရာရရှိသူ82ယောက်နဲ့သေဆုံးသူ38ယောက်ရှိနေပြီလို့သိရပါတယ်ရှင်။မကွေးတိုင်းဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်နဲ့ပေါင်မြို့နယ်အစတဲကြီးရွာကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးပြီးစစ်ကြောင်းထိုးဖို့ထွက်လာတာကြောင့်ကျေးရွာ9ရွာကျော်ကထောင်ထဲချီတဲ့ပြည်သူတွေကရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့အညာမြေတပ်ပေါင်းစုရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ ပြီးခဲ့တဲ့နိုဗမာလ23ရက်နေ့မှာမြိုင်မြို့နယ်နဲ့ပေါင်းမြို့နယ်ဆက်မှာရှိတဲ့တဲကြီးရွာနဲ့နတ်သက်ရွာဝင်းကျင်ကပြည်သူပိုင်းနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အကြမ်းဖက်စစ်တပ်ဟာမနေ့ကနိုဗမာလ25ရက်နေ့မနက်9နာရီခွဲမှာတော့တဲကြီးရွာကနေပြန်ထွက်လာပြီးအနီးနားမှာရှိတဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးလာတာပါအဲ့ဒီစကြောင်းကမနေ့ကညနေ4:30မိနစ်ခန့်မှာမြိုင်မြို့နယ်ကျွဲတွင်းရွာနဲ့ကြောက်မန်တက်အနီးကိုရောက်ရှိလာပြီးဘေးနီးယားကိုဆက်ပြီးဝင်ရောက်မယ်ဆိုတာကိုတော့အတိပြုနိုင်တာမရှိသေးဘူးလို့သိရပါဗျ။ လက်ရှိချိန်မှာအကြမ်းဖက်ဆစ်တဲ့စေတောင်းကြောင့်ကြီးရွာ9ရွာကျော်ကထောင်ထဲချီတဲ့ပြည်သူတွေအားဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။အဲ့ဒီအကြမ်းဖက်ဆစ်တဲ့စေတောင်းဟာပြည်သူတွေကိုလည်းဖမ်းဆီးတပ်ဖြတ်ထားပြီးတေဆုံးသူအရေးအတွက်ကိုတော့အတိပြုနိုင်တာမရှိသေးပါဘူး။ဒါအပြင်အဲ့ဒီစေတောင်းကနိုဘာဘာလ16ရက်နေ့ကနေစတင်ပြီးမြိုင်ဆက်မှုနေ့ကနေစတင်ထွက်လာကကြီးရွာတွေကိုဇက်တိုက်စီးနှင်မီးရှို့နေတာလို့အညာမြစ်တပ်ပေါင်းစုရဲ့တာဝန်ရှိသူကပြောပါရယ်။ နိုဘမာလာပိုင်းကနေစတင်ပြီးအကြံဖက်စစ်တပ်ကမြိုင်မျိုးနယ်နဲ့ပေါင်မျိုးနယ်ဆက်ကိုစစ်တောင်းအမြောက်အများနဲ့ကြီးရွာတွေကိုဝင်ရောက်စီးနှင်းမီးရှို့နေရဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့တွေနဲ့လည်းတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေရလို့သိရပါတယ်ရှင်။မကွေးတိုင်းဘက်ကိုဆက်ကြည့်အောင်ပါ။ မကွေးတိုင်းမင်းတုံမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတဲ့ပြင်မူရစေရောင်းဝယ်နေတဲ့ပြူစော်တီခေါင်းဆောင်ရဲ့တပည့်ဖြစ်သူနေသွေးကို PDF တပ်ဖွဲ့ကအရှင်ဖမ်းဆီးခဲ့တယ်လို့တရက်ခရိုင် MLA တက်ရင်ရဲ့တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ မနေ့ကနိုဘမာလ25ရက်နေ့မနက်7:00နာရီခန့်မှာမင်းတို့မြို့နယ်ညောင်မေတာကြီးရွာမှာနေထိုင်တဲ့အကြက်ဖက်စစ်တပ်နဲ့ပူးပေါင်းပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အပြင်မူရစ်ဆေးရောင်းဝယ်နေတဲ့ပြူစော်တီကောင်းဆောင်ဖိုးပြရဲ့တပည့်ဖြစ်သူနေသွေးကို PDF တပ်ဖွဲ့ကပသိမ်မုံရွာလမ်းပိုက်မှာမူရစ်ဆေးဝါးတွေနဲ့အတူအရှင်ဖမ်းဆီးခဲ့တာပါအဲ့ဒီလိုဖန်စီရမိတဲ့ပြူစော်တီကောင်းဆောင်ဖိုးပြရဲ့တပည့်ဖြစ်သူနေသွေးစီကနေမူရဲ့ဆေးဝါး WY အလုံးရေတပေါင်းသိန်းစီရရှိခဲ့လို့သိရပါဗျ။ ဒါအပြင်နေသွေးဆိုသူဟာပသိမ်မုံရလမ်းပိုက်မှာခီးသွားပြည်သူတွေစီကနေစက်ကြီးတောင်းခံပြီးကြီးရွာတွေတဲကအကြမ်းဖက်စစ်တပ်နဲ့အတူလူငယ်တွေကိုလိုက်လံပေါ်တာဆွဲဖမ်းဆီးနေတာပါ။တရက်ခရိုင်အမှန်လေးတရင်ရဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကတော့နေသွေးကမင်းသုံးမျိုးဘက်ကိုဆိုင်ကယ်နဲ့သူတယောက်တည်းထွက်လာတဲ့ဆိုတဲ့သတင်းရလို့စောင့်ပြီးဖမ်းလိုက်ကအခုလက်ရှိမှာတော့စစ်ဆင်းနေပြီးညွှန်ကြားမှုအတိုင်းဆက်လက်အရေးယူဆောင်ရွက်မှာပါလို့ပြောပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မကွေးတိုင်းချောင်းမြို့နယ်မှာအစ်စ်သား၄ဦးတနက်တက်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့တယ်လို့ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တက်ကိုပြောပါရယ်မနေ့ကနိုဘမ်ဘာလ25ရက်နေ့မှာစစ်တပ်ကစစ်သား၄ဦးဟာတနက်တက်လက်ယူဆောင်လာပြီးချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖစီကိုအလင်းဝင်ရောက်လာခဲ့တာပါအဲ့လိုအလင်းဝင်ရောက်လာတဲ့စစ်သား၄ဦးဟာတနက်တက်လက်နဲ့ခဲယမ်းတွေယူဆောင်လာတာကြောင့်ချောင်းမြို့နယ်ပကဖကဂုံပြူစုငွေချင်းမြင့်ပေးရခဲ့တယ်လို့သိရပါရယ် ထပ်ပြီးတော့အကြံဖက်စစ်တပ်စီမှတာဝန်မထမ်းဆောင်ခြင်းနဲ့စစ်သားရဲနဲ့စစ်မှုထမ်းတပ်သားတွေအနေနဲ့အများဆုံးအလင်းဝင်ရောက်ကြဖို့နဲ့အလင်းဝင်ရောက်လာသူတွေကိုလည်းနှွေးထွေးစွာကြိုဆိုသွားမယ်လို့ချောင်းမြုံနယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖရဲ့တာဝန်ရှိသူကဆက်လက်ပြောပါရရှင်။ဒါကတော့ရန်ကုန်ခေတ္တရဲ့နေ့လည်ကသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့ရှားပါ။